မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့တတမရန်တင်ချအတွဲတဲ့ကစာမျက်နှာ90မှာရှိတယ်။3တတမ1တတမ6ပြန်ချက်တတမခင်များကို အပိုင်းကိန်းများအဖြစ်ဖော်ပြခြင်းပဲဖြစ်ပါတယ်။တသမကိန်းများကိုအပိုင်းကိန်းများအဖြစ်ဖော်ပြခြင်းအကြောင်းကိုစထမရန်တွင်လေ့လာခဲ့ပြီးဖြစ်သည်။အဲ့တော့ဆရာမတို့ကဒီစထမရန်မှာပေါ့နော်ပြန်ထက်တသမကိန်းတသမကိန်းတွေကိုအပိုင်းကိန်းအဖြစ်ဖော်ပြတာကိုလေ့လာခဲ့ပြီးပြီးဒီတစ်ခါမှာတော့ဆရာမတို့ဒီပြန်ထက်တသမကိန်းကိုအပိုင်းကိန်းအဖြစ်ဖော်ပြခြင်းအကြောင်းလေ့လာမယ်။ပြန်ထက်တသမကိန်း ဟုတ်ပြီနော်ပြန်ချက်ဒသမကင်အဲ့တော့ 0. ဒီ7 bar ကိုအပိုင်းကင်တစ်ခုအဖြစ်ပေါ်ပြမယ်အပိုင်းကင်တစ်ခုအဖြစ်ပေါ်ပြမယ်ဆိုတော့ဒီတစ်ခါဒီဒါဘာလဲဆိုတော့0.7 bar အဲ့တော့7777ဆိုတော့လာပြန်ချက်ဒသမကင်အဲ့တော့ဆမလို့ဒီခါလေးလာမှာကတော့ပြန်ချက်ဒသမကင်တွေကိုအပိုင်းကင်အဖြစ်ပြောင်းခြင်းကိုလေ့လာမှာဖြစ်ပါတယ်ဒါဆိုရင်ဒီကပုံစံတွက်တွေကိုဆရာမကစာအုပ်ထဲမှာပဲတွက်ပြပေးမှာဖြစ်တယ်เนาะဒါဆိုရင်နားလည်ရတာပိုလွယ်သွားမှာဖြစ်ပါတယ် ကြည်ကြာပုံစံတွဲတစ်တီ0.7 bar ကိုအပိုင်းကိန်းတစ်ခုအဖြစ်ပေါ်ပြပါတယ်ဒါဆိုရင် summer 2ကိုအရင်ဦးဆုံးအာဒီဥပမာတွေကအတိုင်း n လို့ထားလိုက်မယ်0.7 bar ကို n ဆိုပြီးတော့ n is equal to 0.7 bar ပို့ထားပါသူပြောတဲ့အတိုင်းထားလိုက်မယ်ပထမတစ်ဆင့်ဒီလိုထားလိုက်မယ်ဒါသည် n n ပြီးတော့မှအဲ့ဒီအခါမှာ summer တို့ဒီ2အခါဆောက်ထဲအတိုင်းเนาะ n equal to ဖြန့်လိုက်မယ်0.7777နောက်က dot 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 နဲ့ accessra ဆိုပြီးတော့ဖြစ်ပါတယ်ဟုတ်ပြီနော်ဒါသူ့ကိုအကျဲဖြန့်လိုက်တာဟုတ်ပြီဒါဆိုလို့ရှိရင်သူကဆရာမတို့ဘယ်လိုစဉ်းစားမလဲဆိုတော့ဒသမတွေတနည်းအရှိတယ်ဒီမှာသူ့ပေးထားတာတနည်းအောင်ပြောတာအော်ဗျာ0.7ဆိုပြီးတော့7 bar ဆိုရင်မတသမဒီဆယ်လီစိတ်နေရရှင်10 and ကိုရှာပေးလိုက်မယ် ဟုတ်ပြီနော်အဲ့တော့ 10n ဆိုလို့ရှိရင်ဘာဖြစ်လာမလဲဆိုတော့ n က0.7777ဆိုရင် 10n ဆိုတော့ဒီကိန်းကို10နဲ့မြောက်ရင်တသမတနေရာဒီလိုလေးရောက်လာမယ်7.7 777 dot 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 ဆိုမှဒီလိုဖြစ်လာမယ်ဒါက 10n ဟုတ်ပြီဒါဆိုရင်ဆမရုတ်က 10n minus n ဆိုပြီးတော့ရှာလိုက်မယ် 10n minus n ဆိုတာက7.7777 dot minus 7.7777 etc ပါတော့အဲ့တော့အဲ့လိုလေးနှုတ်ပေးလိုက်မယ်ဒါဆိုရင်ဆရာမတို့ကဒီက77ရေဒီက77ရေအကုန်လုံးနှုတ်လိုက်မှာပေါ့ဟုတ်ပြီနော်ဒါဆိုရင်ကျန်တာပါလဲဆိုတော့7ပဲကျန်မယ်ဒီဘက်ကတော့ 9n ဆိုပြီးတော့ကျန်မယ်ဒီဘက်က7ဆိုပြီးတော့ကျန်တယ်အဲ့တော့ n ကိုလိုချင်တော့7 by 9ဆိုတော့ရရအဲ့တော့ဆရာမတို့ဒီ n ဆိုတာကအပေါ်မှာဘာထားခဲ့လဲဆိုတော့0.7ကိုထားခဲ့တယ်7 bar ပေါ့နော်0.7 bar ကိုထားခဲ့တယ်ဒါကြောင့်မလို့ဒီမှာ n နေရာမှာအဲ့ဒါကိုအစားထိုးလိုက်မယ်0.7 bar 7 by 9ဆိုရရရပြီနော်အဲ့တော့ဒါလေးပဲလွှဲပါတယ် နောက်တစ်ခုကပုံစံတက်နစ်က0.81 bar ကိုအပိုင်းကိန်းတစ်ခုအဖြစ်ဖော်ပြပါအဲ့တော့အရင်ဥဆုံးဆိုတော့ခုနကလိုပဲသူ့ m ပဲထားထား n ပဲထားထားစိုက်တဲ့ကိန်းထားလို့ရတယ်0.81 bar ဖို့ထားပါ ထိုအခါခုနလိုပဲရေးမယ်ထိုအခါတော့ခုနကတော့ဆရာမတို့ကအဒီ 10m ကိုရှာခဲ့တာဒီမှာတော့ဆရာမတို့က 100m ကိုရှာမယ်တသက်မှာနည်းနည်းရစားပေးထားလို့ 100m ကိုရှာမယ်အဲ့လိုလေးမှတ်လိုက်ရင်လည်းရတယ်လို့အဒီပေါ့နော်ဆရာမတို့ကအဘယ်လိုပြောမလဲအနောက်နှုတ်တဲ့အချိန်မှာနောက်မှာကျန်နေတဲ့တသက်မှာ8181ပေါ့နော်ဒါတွေကိုနှုတ်ပလိုက်စီချင်းလို့ ဲ့လိုမျိုးစဉ်းစားရင်လည်းရတယ်ဟုတ်ပြီနော်ဒါစဉ်းစားနည်းလေးတစ်ဖြည်းဖြည်းနဲ့ရသွားမှာပါ sorry ဒီမှာ m ဒီပါဖြစ်အောင်လဲဆိုတော့0.2ကိုအကျယ်ပြန်မယ်81 81 81.dot.dot.dot ဆိုရောအစစ်စထရာဆိုမှဖြစ်တည်ဆိုမှလာမယ် ။မဝီဒီအခါမှာမဆင်လို့က 100m ကိုရှာမယ်။ 100m ဆိုရင်တသမတည်းနှစ်နေရာရွှေ့မယ်။ဒီမှာနှစ်နေရာရွှေ့တဲ့အခါမှာ81.8181 etc ဆိုလို့ရမယ်။ဒါပြီးတော့ဆိုဒီတစ်ခုခြားနာမယ်။ 100m minus m equal 81 by 8181 etcetera minus down no me 0 by 8181 81 ။ဒါဆိုရင်ဒီ8181ဒီဘက်က8181ကဘာဖြစ်သွားမလဲဆိုတော့နှုတ်လိုက်လို့ရှင်ခြေသွားမယ်မရှိတော့။နှုတ်ထောင်းနှုတ်သွားမယ်ပေါ့နော်။ဒါဆိုကျန်တာက87။အဲ့တော့ဆယ်မတို့ဒီလိုနှုတ်လို့ရအောင်လဲပဲ။နောက်မှဒီဒသမနောက်မှ88 88ကျန်စေဖို့အတွက်ဒီမှာက 10n ဆိုပြီးတော့8ကိုပဲထုတ်ပြီးတော့မှ8.1 eight one ဆိုပြီးတော့တွိုင်းဒါကလှုပ်လို့မရတော့ဒါပြောချင်တာဟုတ်ပြီနော်လှုပ်လို့ရစေဖို့အတွက်ဆိုရင်နှစ်ခုလုံးထုတ်လိုက်မှာပဲနောက်မှာ eight one eight one eight one ကျန်မယ်သူစီမှာဒီမှာ m မှာလည်းပဲ eight one eight one eight one တွေရှိနေတာမလို့ဒသမနောက်ကဟာတွေအကုန်လုံးဒီခြေပြီးတော့မှကျန်ခဲ့မယ်ဆရာမတို့ဒသမမလို့ခြင်းဘူးလေဟုတ်ပြီနော်အဲ့ခါကျတော့80ဆိုပြီးကျန်မယ်ဂျပန်မှာတော့100တွေကနေ m ကိုလှုပ်လိုက်တော့ 100m ကနေ 1m ကိုလှုပ်တာဖြစ်တဲ့အတွက်ကြောင့် 99m ဆိုရရမယ်အဲ့တော့ m ကဘာလဲဆိုတော့ 81 by 99အဲ့ဆမ်ရော m ကိုပါထားခဲ့လေဆိုတော့အပေါ်မှာ0.81 bar ဆိုတော့အဲ့ဒါကြောင့်မလို့0.81 bar ဒီဘယ်လောက်ဖြစ်မလဲဆိုတော့81 by 99ဖြစ်တယ်။ဟုတ်ပြီနော်အဲ့တော့ဒါစဉ်းစားတဲ့အခါမှာဒီနှုတ်လို့ရအောင်လို့ဒီလိုမျိုးစဉ်းစားရတာဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာခုနဆရာမပြောသလိုပေါ့နော်သူကအကျယ်ဖြန်းလိုက်လို့0.8181ရတယ်ဒါက m လို့ထားထားတာဆရာမက 10m ပဲရှာမယ်ဆိုရင်တစ်လုံးပဲရွှေ့မှာ 8.1818အဲ့တော့ဒီ8.1818ကနေ0.8181တို့နှုတ်ဘလို့မှမကျေနိုင်တော့ဒသမတွေရရှိနေအောင်အဲ့ဒါကြောင့်ဒီဒသမတွေကိုလုံးဝမရှိချင်တာမို့လို့ဆရာမတို့ဒီ81ကိုထုတ်လိုက်မှာပဲနောက်က8181ဆိုရင်မတူတဲ့ဒီစကင်ငန်းလေးတွေဂျန်ခဲ့မှာနောက်မှာနော်ဗျနော်အဲ့ဒီခါမှာနှုတ်လို့ရတာဖြစ်လို့အဲ့လိုမျိုးလေးစဉ်းစားရတာဖြစ်တယ်အဲ့တော့ဆရာမတို့စဉ်းစားနေရတော့ဒီမှာ200ပေးထိုင်100 m ကိုရှာလိုက်တာဟုတ်ပြီနော်နှလုံးစား နေရာနဲ့နေရာစားတုံညာနှလုံးဆိုတော့ရှေးရတက်ဆိုတော့တက်ရ M ဆိုပြီးတော့အဲ့လိုမျိုးလေးရှာလိုက်တယ်လို့ဆရာမတော့အဲ့လိုမျိုးရတဲ့နည်းလေးနဲ့သင်ပါတယ်။ဟုတ်ပြီနောက်တစ်ခုကပုံစံအတွက်၃မှာတုံညာတက်တမ2 5 8တုံညာတက်တမ2 5 8ဒီမှာ5 8ပဲထပ်တယ်နော်။အဲ့ခါကျတော့ဆရာတို့သူ့အရင်ဦးဆုံး N လို့ထားလိုက်မယ်0.258ပါလို့ထားပါ။ ောက်ပြီးဒါဆိုသူ့ကိုချဲ့မယ် n equal to 0 by 2 5 8 5 8 5 8ဒီလေရရနော်ဖြစ်ဒီထိုအခါဆိုပြီးတော့ရေးလိုက်မယ်။ဟုတ်ပြီဒါဆို n ရရင်ခုနလိုပဲဆရာမတို့ကစဉ်းစားမယ်။အဲ့တော့ဆရာမကခုနပြောထားတဲ့အတိုင်းရှင်နော်ဒါဒီဒသမ3နေရာကရွှေ့မှာဆိုတော့ 100n ကိုရှာမယ်။ဟုတ်ပြီအဲ့တော့ဆရာမသူ့ကို 100n ကိုအရင်ရှာလိုက်မယ်။ အဲ့တော့ဒသမ3နေရာသာရှင်ဘယ်လိုဖြစ်လာမလဲဆိုတော့2 5ရှစ်ဒသမ5 6 5 6အဲ့လိုမျိုးရလာမယ်ဒါ 100n ကိုရှာလိုက်တာဟုတ်ပြီနော်ဒါပေမဲ့ဆရာမတို့က 100n တဲ့ကနေ n ကိုနှုတ်လို့မရအောင်ကြည့်ကြည့်လိုက်မယ်258ဒါက3နေဟုတ်ပြီဒီနောက်မှာ2 5ရှစ်ရှိနေဒီမှာ5 6ပဲရှိနေအဲ့ဒါကြောင့်မလို့ဆရာမတို့က n ကိုမနှုတ်ဘဲနဲ့ 10n ကိုနှုတ်ပေးရခြင်းဖြစ်တယ်ဒါလေးကိုသိစေချင်လို့ဆရာမ 10n ကိုနောက်မှာရှာတာ ဲ့တော့ဒီမှာဒသမတနေရာစာကိုရှေ့လိုက်လို့ရှိရင်2 point ဆိုပြီးတော့ဖြစ်လာမယ်58နောက်က5858ဆိုမှ dot dot etc ဒီတိုင်းသွားမယ်ဒါဆိုရင်ဒီနောက်က5858ရဲ့ဒီဒသမနောက်က58ကြီးသွားမယ်ပြောချင်တာကတော့ n ကိုနှုတ်လို့ရှိရင်မကြီးတော့ဒသမတွေရဲ့ကျန်နေမှာဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ဆရာမတို့က 10n ကိုနှုတ်ပေးရခြင်းဖြစ်တယ်ဒါလေးကိုရှင်းစေခြင်းလို့ပါအဲ့ဒါဆိုရင်ဆရာမတို့ဒီဘယ်လိုလုပ်မလဲဆိုတော့1000 and -10n ဆိုပြီးတော့နှုတ်ပေးမယ် အဲ့ဒီမှာရမှာဒီ158တသမ58 dot dot minus 2.5858 assist ဘာနော်အဲ့ဒါဘယ်လိုဖတ်ဖတ်ရပါလဲအဲ့တော့ဆိုတော့ဒီဒီ5858တွေကခြေသွားတယ်နှုတ်လိုက်တယ်ဘာနော်မရှိတော့အဲ့ဆိုရင်ဒီမှာ158ကနေ8ကိုလည်းနှုတ်ပါအောင်မယ်ဆိုတော့156ဆိုပြီးတော့ရတယ်ဒီဘက်ကအဲ့ဒီဘက်ကတော့100 and 10 and ကိုနှုတ်တာဒီ990 n n ကိုလိုချင်တော့ 256 ကိုဒီ490နဲ့စာအဲ့တော့ n ကိုအပေါ်မှာပါထားခဲ့လဲဆိုရင်0 point ဒါကြောင့်မလို့0.258 bar ဒီလောက်လာမလဲဆိုတော့256ပိုင်490ဆိုလို့ရမယ်နောက်သူကပုံစံတွက်လေး2.3 bar plus 3.2 bar ကိုရှင်းပါအဲ့တော့ဒါကိုဆက်မလို့ပါ ောင်းပေးရမယ်အဲ့တော့ပထမအောင်ဆုံးဂျီယာလေးကို n လို့ထားလိုက်မယ် n equal to y uh, sorry 2.3 ver ကိုထားပါနောက်တစ်ခုကသူ့ကိုဖြန်လိုက်မယ် n equal to 2.3333ထိုအခါပေါ့ခလေးတို့အနေနဲ့ဥပမာလေးရအတိုင်းဂျီရေးပါထိုအခါ n equal to 2.333 etc ဖြစ်တယ်။အော်ဝေဒါဆိုလို့ရှိရင်ဆရာမတို့ကဒီတစ်ခါနှုတ်လို့ရအောင်ဆိုရင်တော့ 10n ဆိုရင်ရပြီ။ 10n ဆိုတော့ 2y oh sorry 23.333အဲ့တော့သတ္တမတနည်းအောင်ရွှေ့မယ်23.333ဆိုလို့ရမယ်။အဲ့တော့ဒါကလည်းခြားနားလိုက်မယ် 10n-3 နှုတ်လို့ရအောင်เนาะဒီလိုလေးစဉ်းစားကြည့်ရင်ဒါတွေကအခုလုံးနှုတ်လို့ရသွားပြီ။ဒါဆိုရင်23.333 အဲ့ကနေပြီးတော့ minus 2.3333ထားနှုတ်လိုက်မယ်။အဲ့တော့ဒီဘက်ကပါကြံမလဲဆိုတော့ဒါတွေဒါတွေနှုတ်သွားပြီဆိုလို့ရှိရင်23တရား2ကိုနှုတ်ရအောင်မယ်21ကြံမယ်။ဒီဘက်ကတော့ 9n ဆိုပြီးတော့ကြံမယ်။အဲ့တော့ and the block list ro 21 by 9 and go upper ma ba tha ke le so yin 2.3 bars ro 2.3 bar di 21 by 9 phit di ja mi no a lo now to khu ောက်တစ်ခုက3.2 bar အဲ့တော့3.2 bar ကိုလည်းဆိုတော့ m လို့ထားလိုက်မယ် m equal 3.2 bar ဟုထားပါဒါဆိုရင်သူ့ကိုအကျင့်ဖြန့်လိုက်မယ်ထိုအခါ m equal 3.222ဆိုမှဖြစ်လာမယ်ဒါဆိုရင်လည်းခုနကလိုပဲဆမ်မရောဒီ2တွေခြေသွားဖို့လို့ address လို့ရှိရင် 10m ဆိုပြီးတော့ရှာလိုက်မယ် ဆိုတော့ဒသမတနေရာရွှေ32.222ဆိုပြီးတော့ဖြစ်လာမယ်အဲ့တော့သူ့ကိုဆံမတော့ကခြားနာမယ် 10m m ဆိုပြီးတော့နှုတ်လိုက်မယ် 10m minus m equal 32.222 dot minus 3.222 ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့လို့ရပြီ32ထဲက3ဝန်းလုံးမယ်ဒါကတော့အခုနှုတ်သွားမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့32ထဲက3ဝန်းလုံးတာက29အဲ့တော့ဒီဘက်မှာကျန်တာက9 9m အဲ့ဆိုတော့ကျွန်တော်တို့ဒီမှာရေးမယ် m ဆိုတာဒီ29 by 9အဲ့တော့ m ကိုဘာထားခဲ့လဲဆိုတော့3.2 bar အဲ့တော့3.2 bar ဒီ29 by 9ဆိုလို့ရတယ် 3.2ပါတိ29 by 9ဆိုပြီးရတယ်။ဟုတ်ပြီဒါဆိုရင်ဆမတော့ပေါင်ပေးရပါမယ်။သူကအပေါ်မှာမိကွန်ထဲမှာပေးထားတဲ့အတိုင်2.3 bar နဲ့3.2 bar ကိုပေါင်ပေးမယ်။ဟုတ်ပြီနော်။အဲ့တော့ m + n ဆိုပြီးတော့ဆမတော့ပေါင်လိုက်မယ်။မိကွန်နဲ့အတိုင်ဆမဒီနေ့လေးမှာပေါင်ပြမယ်။ m + n ဆိုတော့ m ဒီအပေါ်မှာရထားတဲ့21 by 9 plus n ဒီအာဆရာမတို့ဒီ n + m ဖြစ်မယ်ဆရာမရှေ့ရဟာကို n ထားထားတာ ဟုတ်ပြီအဲ့ဒါကြကိုထားတဲ့ဟာကိုထားစိုက်တယ်လို့ထားဒီမှာတော့မှန်အောင်ရေးရမယ် m ကကြတော့29/9အဲ့တော့ပိုင်းခြေတူတော့ပိုင်းခြေတစ်ခုတည်းယူမယ်21 29နောက်ပြီနော်အဲ့တော့ပေါင်းလိုက်တော့50 50ပိုင်းခြေက6အဲ့တော့သူ့ကိုပြင်ရောအနေနဲ့ဖြည့်ထုတ်လို့ရတယ်95 45 5ကြံတော့5ကိုပေါ်ရေးပြီးတော့မှ6အဲ့တော့ဒါဒီ n + m ဒီဘလောက်ရလဲဆိုတော့ 5 5 by 9အဲ့တော့ n plus m ကဘာလဲဆိုတော့ရှေ့ကမေကွန်နဲ့ပြန်ရေးမယ်2 point 3 bar plus 3 point 2 bar is equal 5 5 by 9ဆိုရရပုံစံတက်ငါက2 point 1 bar နဲ့3 point 2 bar ကိုရှင်းမှဒီတစ်ခါတော့မြောက်မယ် multiply by ဆိုတော့ဟုတ်ပြီအဲ့ဒါကိုလည်းဆင်လို့အရင်ဆုံးအာဒီရောက်တစ်ခုထားလိုက်မယ် n equal to 2.1 bar ဟုထားပါ ဟုတ်ပြီဒါဆိုရင်ထို့အခါ nd 2.1111ဆိုလို့ဖြစ်လာမယ်ဒါဆိုရင်ဆမတို့ကခုနလိုပဲ 10n ကိုရှာမယ်10ဆိုတော့ဓမ္မတနည်းအုပ်ရွှေ10နဲ့မြောက်တာဒီဘက်ကို10နဲ့မြောက်တော့ဒီဘက်ကိုလည်း10နဲ့မြောက်တယ်အဲ့ဒါကိုပြောရအောင်နော်21.1111လို့ဖြစ်လာမယ်ဒါဆိုတော့ဒီနှစ်ခုကိုခြားနာမယ် 10n n ဆိုတော့21.111ဒီတဲကနေပြီးတော့မှ2.1111ကိုနှုတ်လိုက်မယ်နောက်တော့နောက်က1 3 1 3 နှုတ်သွားပြီ။ဒါဆို27ထဲက2ကိုနှုတ်တော့19ဒီဘက်မှာကျန်တာက 9n ဆိုတော့ n ဒီဘလိုက်ရမလဲဆိုတော့19 by 9 19 by 9. အော်ဘီအန်ကိုဆက်မလို့ဗာထားခဲ့လေ။အဲ့ခါမှာ2.1 bar equal 19 by 9ဖြစ်လာပြီ။နောက်တစ်ခုက3.2သူ့ကို m လို့ထားလိုက်မယ်။ m ဟုတ်ပဲတခြားကိန်းနဲ့ထားလို့ရတယ်ဆရာမတော့ဒီမှာဥပမာလေးကတိုင်းထားပါမယ်အဲ့တော့ m equal 3.2 bar ဟုထားပါအော်ဘယ်အခါမှာဆရာတို့ခုနလိုပဲ m ကိုဖြန့်လိုက်မယ်3.2222ဆိုမှဒီလိုဖြစ်လာမယ်အဲ့တော့ 10m ကိုရှာမယ် 10m equal 332ဒီဘက်ကို30နဲ့မြောက်ဒီဘက်ကိုလည်း30နဲ့မြောက်အဲ့တော့30ကိုမြောက်ရခြင်းအကြောင်းလည်းဆရာမရှေ့မှာပြောပြပြထားပြီးပြီ ဟုတ်ပြီနော်အဲ့အခါကျတော့32.222နှုတ်လို့ရအောင်လို့ပါအဓိကတော့ဒါဆို 10m တဲ့က n ကိုဒီလိုလေးနှုတ်ချလိုက်မယ်နောက်ကတမလေးနှုတ်ချလိုက်အဲ့ဒါကြောင့်မလို့ 10m m m equal 32.222နောက်က dot minus 3.222အဲ့နှုတ်လိုက်တော့နောက်ကတူးတယ်နှုတ်လိုက်တဲ့ခါမှဒီတသမာတွေတော့မကျန်တော့ဘူးအကုန်လုံးရှင်းသွားပြီ30လက်ထက်အောင်ကိုနှုတ်ရမယ်အဲ့တော့20ကို à đi vào mano lại đó nine m ra ba làm lấy số m gologen nó là sẽ có chỉ có nessa twenty nine by nine m so sánh với ba thằng kia là three point three point bar two sorry three point two bar equal twenty nine by nine how we does it mấy con đề ra tại và bao nhiêu lâu lấy số two point ở n này em nhớ xem nó nhỏ nhỏ and the အပေါ်မှာဆံမတို့ရှာလို့ရထားတယ်19 by 9ဟုတ်ပြီနော် ပြီးတော့ခါကျတော့ m ကလည်း29 by 9ဒီနောက်ဖို့မြောက်ပြရမယ်အဲ့တော့ဒါတော့ဆံမတို့မြောက်ပြမပြတော့ပါဆာအုပ်ထဲက diamonds ပြရေးလိုက်မယ်957ပိုင်းခြေက99 87အဲ့တော့သူ့ကိုအပိုင်းကင်းရနေပြီးတော့မှကင်းရောပြောင်းတော့665 by 81အဲ့တော့ဒါနောက်ဆုံး n multiply မှာ m ဆိုရသည်အပေါ်မှာ2.1 bar multiplying by 3 point 2ပါထားခဲ့တယ်အဲ့အလေးကိုရေးလိုက်ရုံနဲ့အောက်ဆုံးမှာအဖြေထုတ်လိုက်မယ်ဒီမှာအစာထိုးပြီးတော့ဟုတ်ပြီနော်အဲ့တော့အစာထိုးလိုက်တဲ့အချိန်မှာဘာရမလဲဆို2.1 bar multiplying by 3.2 bar equal 665 by 81ဆိုရရနားပြီနော်အဘိဓာဆင်ဆမဘာကြံသွားရည်လဲဆိုတော့လေချိန်ခန်းသုံးသမဆက်တက်ကပုံစံရည်ကြံနေဒါကိုဆမနောက်ဗီဒီယိုဒီမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ရှင်ဒီဒီနေ့ထိ အားကြီးအကောင်လုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နားလည်သွားပြီလို့လည်းမျှော်လင့်ပါတယ်ရှင်။ Like, Comment and Subscribe ကိုကျေးဇူးဖြည့်ပြီးလုပ်ပေးပါ။ Comment တွေလည်းပေးခဲ့ပါရှင်။အဲ့ဒါမှဆရာမရှင်းတာကလေးတို့ကနားလည်လားမလဲဘူးလား၊ရလားမရဘူးလားဆိုတော့သိရမှာဖြစ်ပါတယ်။